သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ April 18ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိစမှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ရေပိုင်နယ်အတွင်းကျူးကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား55ဦးကိုအေအေကပြန်လွတ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇန်နဝါရီမှာမက်စလာအတွင်ဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဖမ်းသမား55ဦးကိုအာရခတ်တပ်တော် AA ကဧပြီလ16ရက်နေ့မှာပြန်လွှတ်ပေးခဲ့ကြောင်း The Daily Star သတင်းကဖော်ပြပါတယ်။ရခိုင်ရေပိုင်နယ်အတွင်တရားမဝင်ဝင်ရောက်၅ဖမ်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်၅ဖမ်းသမားများကိုအာရခတ်တပ်တော် AA ကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်တက်ကနယ်စစ်ကဲတခုမှတဆင့်ဖမ်းဆီးထားတဲ့ငါးဖမ်းသမားများကိုအာရခတ်တပ်တော် AA ကဘင်္ဂလားဒေ့ရှ်နေချာဆောင်တက် BGB ထံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အရခတ်တက်တော်အေးဖန်စီထားတဲ့ငါဖန်သမားများကိုပြန်လဲခေါ်ယူနိုင်ရေးအဆက်မပြတ်စ조사ခဲ့တယ်လို့ GPG တယင်းမှုဒုဗိုလ်မှူးကြီး MD Ashikwa Raman ကပြောပါတယ်မြမပင်လဲပြမှာအရခတ်တက်တော်အေးကဘင်္ဂလားဒေ့ရှ်ငါဖန်သမားတွေကိုဖမ်းထားတယ်ဆိုတာသိရတယ်သူတို့ကိုပြန်ခေါ်နိုင်ဖို့ BGB ကအဆက်မပြတ်စ조사ခဲ့တယ်အဆက်မပြတ်ဂျိုးပန်အားထုတ်ပြီးနောက်မှာဗိုလ်တော်ဦးနေ့ကပြန်လဲခေါ်ယူနိုင်ခဲ့တယ်လို့၎င်းကပြောပါတယ်ဘင်္ဂလားဒေ့ရှ်ငါဖန်သမားများရခိုင်ရေပိုင်နဲ့အတွင်တရားမဝင်ဝင်ရောက်ငါဖန်မှုကြောင့်အာရခတ်တပ်တော်အေအေကဖမ်းဆီးပြီးစစ်ဆေးမှုများပြုလုပ်လျက်ရှိနေပါတယ် ်အရခတ်တက်တော်အေကနှစ်နိုင်ငံချစ်ကြည်ရေးကိုပုံမတိုးမြင့်စေရန်အတွက်ငါးပန်းသမားများကိုအပြစ်မယူဘဲပြန်လွတ်ပေးခြင်းဖြစ်တယ်လို့အေရဲ့ရခင်ထုတ်ပြန်ချက်များအရသိရှိရပါတယ်။အရခတ်တက်တော်အေကဘူတီတောင်မောင်တော်ဒေတာနဲ့ရခိုင်ရေပိုင်နယ်ဖြစ်တဲ့နမ်မြစ်ဘင်္ဂလားဒေ့ရှ်နေဆက်ဒေတာကိုထိမ့်ချုပ်သိမ့်ပိုက်ပြီးနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကတရားမဝင်ငါးပန်းမှုများပုံမဝင်ရောက်လာကြကြောင်းဒေတာခံများထံမှသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကင်းစင်သွားတဲ့ပြည်내တွေမှာတိုင်းရင်းသားလက်နက်ကိုင် EROs များကတာဝန်ယူအုပ်ချုပ်ပြီးတိုင်းဒေသများကို NUG အစိုးရကအုပ်ချုပ်ရန်တာဝန်ခွဲဝေယူထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကင်းစင်သွားတဲ့နေမြေတွေမှာအုပ်ချုပ်ရေးလေးဟာနဲ့မဖြစ်စေဖို့အတွက်ပြည်내များမှာတိုင်းရင်းသားလက်နက်ကိုင် EROs များကတာဝန်ယူထားပြီးတိုင်းဒေသများကို NUG အစိုးရကအုပ်ချုပ်ဖို့တာဝန်ခွဲဝေယူထားကြောင်း NUG အစိုးရရဲ့၄နှစ်ပြည့်အစီရင်ခံစာမှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တော်လန်ရေးကာလဇုံမထင်းချုပ်နေမည်များမှာအကြံဖတ်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးနောက်အုပ်ချုပ်ရေးလေးဟာနဲ့မဖြစ်စေဖို့အတွက်ပြည်နယ်များရဲ့အုပ်ချုပ်ရေးတူထောင်မှုကိုပြည်နယ်လွတ်မြောက်ရေးအဓိကတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့သက်ဆိုင်ရာ EROs များနဲ့ပြည်နယ်အတိုင်းအမခံကောင်စီများကတာဝန်ယူပြီးတိုင်းသုံးမဟုတ် Federal Unit များရဲ့အုပ်ချုပ်ရေးတူထောင်မှုကိုကနအူးအစ်စ်မှာတိုင်းဒေသများလွတ်မြောက်ရေးအတွက်အဓိကတာဝန်ယူတဲ့အမျိုးသားညီညွတ်ရေးအစိုးရကကမကဋ္ဌပြုဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ တိုင်းသို့မဟုတ် Federal Unit အုပ်ချုပ်ရေးအဖွဲ့များအမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက်တပ်ဆိုင်ရာတိုင်းသို့မဟုတ် Federal Unit များမှတာဝန်ရှိသူများနဲ့အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများကလိုအပ်တော့ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြောင်းပြည်내နဲ့တိုင်းသို့မဟုတ် Federal Unit အုပ်ချုပ်ရေးအဖွဲ့အစိုးရများပေါ်ပေါက်လာတဲ့အခါ Federal သဘောအရလိုအပ်တဲ့ပေါင်းစည်းညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအတွင်ပြည်ထောင်စုအစိုးရနဲ့ပြည်내 Federal Unit များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC ကိုဖွဲ့စည်းထားကြောင်းသိရှိရပါတယ် NUG အစိုးရအနေနဲ့တိုင်းခုနှစ်ခုခရိုင်၁၀ခုမြို့နယ်183ခုတို့မှာပြည်သူအုပ်ချုပ်ရေးရန်ရကောင်းစွာလေပတ်လျက်ရှိကြောင်းနေမည်စိုးမိုးထိန်းချုပ်မှုအရစစ်ကောင်စီအုပ်ချုပ်မှုကိုဖျက်သိမ်းပြီးပြည်သူအုပ်ချုပ်ရေးထူထောင်နိုင်ဖို့အတွက်မြို့သားညီညွတ်ရေးအစိုးရမှဂျာကာလဒေတန္တရာပြည်သူအုပ်ချုပ်ရေးပေါ်ဆောင်မှုဘုတ်ကော်မတီကိုပြည်တော်စုဝန်ကြီးချုပ်ရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားရှိပြီးယခုအချိန်မှာတိုင်းခုနှစ်ခုခရိုင်၁၀ခုမြို့နယ်183ခုမှာပြည်သူအုပ်ချုပ်ရေးရန်ရကောင်းစွာဖွဲ့စည်းလေပတ်လျက်ရှိကြောင်းသိရှိရပါတယ် အဆိုပါမြို့နယ်တွေမှာအုပ်ချုပ်ရေးနဲ့ဆက်ဆက်တဲ့လုံခြုံရေးတရားဥပဒေစိုးမိုးရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုအားစိုက်ဆောင်ရွက်လျက်ရှိပြီးလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ဖို့အတွက်ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူရဲတပ်ဖွဲ့မြို့နယ်ကိုမြို့နယ်နဲ့ပြည်သူလုံခြုံရေးအဖွဲ့များကိုမြို့နယ်48ခုမှာဖွဲ့စည်းထူထောင်ထားပြီးဖြစ်ကြောင်းသိရှိရပါတယ်အုပ်ချုပ်ရေးလုပ်ငန်းများကိုပုံမူကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့အတွက်2024-2025မဟာပြူဟာစီမံချက်ချမှတ်အကောင့်ထည်ပေါ်ဆောင်ရွက်လျက်ရှိကြောင်း ြည်နယ်တိုင်းသို့မဟုတ် Federal Unit အစိုးရများပေါ်ပေါက်လာနိုင်ရေးအတွက်ပြည်နယ်တိုင်းသို့မဟုတ် Federal Unit များမှရှိတဲ့ Stakeholder များနဲ့မူဝါဒရေးရာညှိနှိုင်းဆောင်ရွက်မှုများကိုလည်းအလေးထားဆောင်ရွက်လျက်ရှိကြောင်းအသိပေးထားပါတယ်။တိုင်းသမုတ် Federal Unit အစိုးရများကို Federal Democracy စံနှုန်းများနဲ့အညီပေါ်ပေါက်လာစေဖို့အတွက်ဒုအလေးထားဆောင်ရွက်တဲ့ကဲ့သို့မိဖတ်မဟာမိတ်တိုင်းရင်းသားများနဲ့အတူလက်တွဲကညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။ 2021ခုနှစ်ဧပြီလ16ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို Federal Democracy ပြည်ညင်နဲ့အညီအမျိုးသားညီညွတ်ရေးအတိုင်းအမြံကန်ကောက်စီ NUCC အတွင်းတိုင်းပင်ညှိနှိုင်းပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့အတီးပြုချက်နဲ့ဖွဲ့စည်းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုနိုင်ငံတော်သမ္မတနိုင်ငံတော်ရဲ့အတိုင်းအမြံပုဂ္ဂိုလ်နိုင်ငံတော်ဒုတိယသမ္မတယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်တို့ဦးဆောင်လျက်ဝန်ကြီးဌာန18ခုပြည်ထောင်စုဝန်ကြီး16ဦးဒုတိယဝန်ကြီး18ဦးတို့နဲ့ဖွဲ့စည်းထားကြောင်း မြို့သားညညရေးအစိုးရအဖွဲ့မှ2020ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်ဆယ်ဦးပြည်내အတိုင်းအမခံကောင်စီများမှတာဝန်ပေးစစ်လွတ်တဲ့သူ12ဦး၊နေဦးတော်လိုင်းအင်အားစုများမှတာဝန်ပေးစစ်လွတ်သူနဲ့တက်သည့်ပညာရှင်12ဦးတို့ပါဝင်ပါတယ်။အမျိုးသားညညရေးအစိုးရရဲ့ဖွဲ့စည်းပုံကိုကြည့်ရင် ဒီဂျူရီလီဂျစ်တီမစီခေါ်တော့2020ရေကောက်ပွဲရလည်းအရပြည်သူကအနှင်းထားတဲ့တရားဝင်မှုနဲ့ de facto legitimacy ခေါ်တဲ့နေမည်ထိန်းချုပ်မှုနဲ့ပြည်သူလူထုထောက်ခံမှုရရှိတဲ့တရားဝင်မှုဟူသည့်တရားဝင်မှုနှစ်ရပ်ပေါင်းဆက်ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ပြည်သူတို့အသိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ BBL တက်တီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားစစ်ဒေသအသေးသေးမှကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBLA တပ်တီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားကို BBLA ရဲ့စစ်တေတာအသီးသီးမှကျင်းပခဲ့တယ်လို့ BBLA ကထုတ်ပြန်ပါတယ်။မနေ့က April 18ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီးအခမ်းအနားကို BBLA ကိုကဲရဲမှုမောင်ဆောင်ခကတဝင်လွှာပေးပို့ခဲ့ပါတယ်။အဲ့ဒီတဝင်လွှာထဲမှာအာနာရှင်စနစ်စိုးကြီးနောက်မျိုးဆက်စီလက်ဆင့်ကံမကြံရစ်စေဖို့အတွက်အားလုံးတာဝန်ကိုစီကျေပွန်ကြဖို့လိုတယ်လို့ BBLA ကိုကဲရဲမှုမောင်ဆောင်ခကပြောဆိုထားပါတယ်။ အာနာရှင်စနစ်ကိုကျွန်တော်တို့ခင်မှာပဲအဆုံးတက်ပြီးဒီစနစ်ဆိုးအမွေဆိုးကြီးနောက်မျိုးဆက်စီလက်ဆင့်ကံမကြံရစ်စေဖို့ကျွန်တော်တို့အားလုံးတာဝန်ကိုစီကျေပွန်ဖို့လိုအပ်ပါတယ်လို့ဆိုပါတယ်။အခုတော်လန်ရေးကြီးအဆုံးတက်ရေးတာဝန်တိသူတွေမှာပဲတာဝန်ကိုစီရှိကြပြီးတာဝန်မတိသူတွေကိုအပြစ်တင်ဝေဖန်နေမဲ့အစားသူတို့နားလေပါဝင်လာအောင်စွန့်ဆောင်ပြဖို့ဥဆောင်ပြဖို့ပဲအရေးကြီးတယ်လို့လည်းဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ UWSA နဲ့ MND လုံခြုံရေးအကူအညီနဲ့လာရှိုးမြို့တွင်းကိုစစ်ကောင်စီပြန်ဝင်လာ လာရှိုကောင်းကင်ရံမှာစစ်ကောင်စီလေရင်အချုပ်ပတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့အတွင်းကိုပြန်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝါတက်မတော် UWSA နဲ့ကိုကန်တက်မတော် MNDA ကလုံခြုံရေးယူပေးခဲ့ရပြီးယနေ့ဧပြီလ16ရက်နေ့ညနေ3နာရီခန့်မှာလာရှိုမြို့ကောင်းကင်ရံမှာစစ်ကောင်စီလေရင်အချုပ်ပတ်၍ပြန်တန်းနေပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတယ် ဌာနဆိုင်ရာဝန်ထမ်းတွေပါတယ်ဝင်လာတာဝါနဲ့ကိုကန်ကလုံခြုံရေးယူပေးတယ်အခုဆိုလေရင်တန်းတွေကြားနေရပြီလို့လာရှိုးမျိုးကန်တို့ကဆိုပါတယ်ဝိုင်းတွဲလေရင်ကဲ့သို့လေရင်နစီဟာလာရှိုးမျိုးနယ်နမိတ်အတွင်းလှည့်၍ပြန်တန်းနေခြင်းဖြစ်ပါတယ်လာရှိုးနယ်နမိတ်တကြောကိုပတ်ကြည့်နေတယ်လို့ပဲတေဂျာရာကလာရှိုးတွေကိုစစ်ကောင်စီပြန်ဝင်လာတဲ့နောက်ပိုင်းတတိထနေရတော့မယ်လို့မျိုးကန်တို့ကပြောပါတယ် လာရှိုးမြို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များယနေ့လာရှိုးတီဘော့ပြည်တော်စုလမ်းပိုင်းမှာရှိတဲ့နောင်မွန်လမ်းပိုင်းမှာတဆင့်ဝင်ရောက်လာတယ်လို့ရဟတ်ရင်နဲ့လည်းပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီဟာမြို့ပေါ်မှာသာကွက်ရီအုပ်ချုပ်ခွင့်ရထားပြီးမြို့ပတ်ဝန်းကျင်များကို MNDA တပ်ကဆက်လက်ထိ ंछ ုပ်ထားမယ်လို့သတင်းများထွက်ပေါ်နေပါတယ်။မြို့သိမ်းတိုက်ပွဲအပြီး MNDA ထိ ंछ ုပ်ထားတဲ့လာရှိုးမြို့နယ်မင်းဟန်၊ ED တဒါဟိုပိတ်မိုင်းရဲဟိုရနဲ့နန့်ပောင်ကြီးရွာတို့ကို MND ကဆက်လက်ထိ ंछ ုပ်ထားမယ်လို့ကြာတိရာကြောင့်ဒေသခံများကပြောပါတယ်။ စစ်ကောင်စီကတရုတ်အားကိုးနဲ့ခွေတိုးပေါက်ကနေဝင်လာတာကိုကန်ကစစ်ရေးရောအုပ်ချုပ်ရေးရောအသာစီးယူထားတယ်လို့ရှမ်းမြောက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်လက်ရှိအခြေအနေများနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MNDAA ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး MNDAA ပူပေါင်းတပ်ကတစ်တုံညာနှစ်ကွန်စစ်စင်ရေးနဲ့တူတိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးအုပ်ချုပ်ရေးရန်ညာဖော်ဆောင်နေတဲ့လာရှိုးမြို့ကိုစစ်ကောင်စီတံပြန်ပေးရန်တရုတ်က PR ပေးခဲ့ပြီးယခုအခါစစ်ကောင်စီတပ်ကပြန်ဝင်လာခြင်းဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာအမေရိကန်ကြောထောက်နောက်ခံပြုတ်ထားတဲ့လျှပ်ဝှက်စစ်စင်ရေးများကိုဘင်္ဂလားဒေ့ရှ်တပ်မတော်ကဥဆောင်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့မြန်မာစစ်အစိုးရထိန်းချုပ်ထားတဲ့နယ်မြေများကိုသိမ်းယူမဲ့အမေရိကန်ရဲ့အစီအစဉ်တစိုက်တစ်ပိုင်းတစ်ခုအနေနဲ့ရခိုင်တပ်မတော်နဲ့ချင်းမျိုးသားတပ်ဦး CNF အပါအဝင်မဟာမိတ်တပ်ဖွဲ့များတို့ထောက်ပံ့ရေးနဲ့အခြားနည်းပြဟာဆိုင်ရာအထောက်ပံ့များပေးအပ်ရာမှာဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့အနည်းဆုံးတပ်ရင်း၃ခုပါဝင်မှာဖြစ်တယ်လို့ Northwest News တင်ကဧပြီလ15ရက်နေ့မှာပေါ်ပြပါတယ်။တက်မ30တက်မ18နဲ့တက်မ24တို့ကိုအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တက်ဖြန့်ထားဖွယ်ရှိပေမဲ့အဆိုပါတက်ဖွဲ့များဟာမြည်သည့်စည်ရေးကဏ္ဍမှာပါဝင်မှာမဟုတ်ကြောင်းနဲ့ရခိုင်ပြည်နယ်မှာရှိတဲ့လက်နက်ကင်မဟာမိတ်တက်ဖွဲ့များအတွက်ထောက်ပံ့ပို့ဆောင်ရေးနဲ့ထောက်ပံ့ရေးပစ္စည်းများကိုသာပံ့ပိုးမည်ဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်လုံခြုံရေးတရင်ရင်းမြစ်က Northeast News ကိုအတည်ပြုပြောကြားခဲ့ပါတယ်။ စစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးရှုထောင့်မှကြည့်ရင်ဘင်္ဂလားဒေ့ရှ်တပ်မတော်ဟာတက္ကနမြို့အနီးမှာကြီးမားတဲ့လုပ်ငန်းတွေကိုစတင်လှုပ်ဆောင်နေပြီဖြစ်ပြီးအမေရိကန်ရဲ့အထောက်ပံ့နဲ့ညွန်ပေါင်းတပ်ဖွဲ့ဝင်များအုံပြုမဲ့ရိတ်ခါနဲ့အခြားပစ္စည်းများကိုပို့ဆောင်မဲ့အစီအစဉ်မှာယခုအခါရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်၃ခုသာထိန်းချုပ်ထားနိုင်တော့တဲ့မြန်မာအစစ်အစိုးရကိုထိရောက်စွာတိုက်ခိုက်နိုင်ရန်ဖြစ်တယ်လို့ဆိုပါတယ်။ရင်းမှာအမေရိကန်နိုင်ငံရဲ့ဂျာကန်စစ်ပွဲရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါအပြင်ကော့ပဇာလေစိတ်တိုးချဲ့မှုဟာလည်း၎င်းရဲ့နောက်ဆုံးအဆင့်မှာရှိနေပြီးဘင်္ဂလားဒေ့ရှ်လုံခြုံရေးသတင်းအရေးမြများကဖော်ပြတဲ့အတိုင်းမောင်းသူမဲ့လေယာဉ်များနဲ့လေပတ်ရန်အတွက်တူရကီလုတ် drone အခြေစိုက်စခန်းအဖြစ်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလာမဲ့ပြစ်ပခတ်များမှာအ धिक အခန့်ကဏ္ဍမှာပါဝင်လာမှာဖြစ်ပါတယ်ဧပြီလ15ရက်နေ့မှာစတင်ပြီးအမေရိကန်နိုင်ငံသားရဲ့ဌာနမှအတိကတာဝန်ရှိသူများဒါကာမြို့ကိုစတင်ရောက်ရှိလာတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်တပ်မတော်မှရခိုင်တပ်တော် AA နဲ့ချင်းမျိုးသားတပ်ဦး CNF မှကိုယ်စားလှယ်များဝင်ရောက်ရာမှာအစဉ်ပြေချုံးမွေ့စေရန်လျှို့ဝှက်စွာဆောင်ရွက်ခဲ့ပါတယ်။ရခိုင်တပ်တော်နဲ့ချင်းမျိုးသားတပ်ဦးကိုယ်စားလှယ်များကိုလုံခြုံတဲ့နေရာများမှာထားရှိထားပါတယ်။၎င်းတို့ဟာနေပြည်တော်မှာရှိတဲ့ American တန်ယုံတာဝန်ခံ Susan Stevenson အပါအဝင်တောင်နဲ့အာရှအလဲပိုင်းနဲ့အရှိအာရှဆိုင်ရာလက်ထောက်နိုင်ငံသားရေးဝန်ကြီး2ဦးတို့အပါအဝင် American အရာရှိ3ဦးနဲ့လျှို့ဝှက်တွေ့ဆုံမှုများပြုလုပ်ရန်မျှော်လင့်ထားကြောင်းသိရှိရပါတယ်။ ရင်းတို့ရဲ့ကြေပြန့်တဲ့မဟာဗျူဟာမှာဘင်္ဂလားဒေ့ရှ်တပ်မတော်ကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်မဲ့စစ်ရေးစီမံချက်ကိုရေးဆွဲရန်ဖြစ်ပါတယ်။တက်ကနက်မျိုးအနီးမှာရှိတဲ့ထောက်ပံ့ရေးစခန်းဟာရိတ်ခါများကဲ့သို့သောလူမသေးသေးတဲ့ထောက်ပံ့ရေးပစ္စည်းများအလုံးကိုပံ့ပိုးမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်ရဲ့အသစ်ခန့်အပ်ခြင်းခံရတဲ့မျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်မှတီထွင်ထားတဲ့အကူအညီစင်းကြံကိုဖော်ထုတ် အသုံးပြုရန်မဟာဗျူဟာတစိုက်တစ်ပိုက်အနေနဲ့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာစစ်ရေးအရအောင်မြင်မှုရရှိပါကဘူးတီးတောင်နဲ့မောင်တောမြို့မှာရှိတဲ့ရိုဟင်ဂျာ၈000ခန့်နေရပ်ကိုပြန်လည်ပို့ဆောင်နိုင်ရေးအတွက်အကူအညီစင်ကြံလမ်းကိုအသုံးပြုသွားဖွယ်ရှိပါတယ်။ပထမအဆင့်အနေနဲ့မိုဟာမက်ယူနိုအစိုးရဟာရခိုင်ပြည်နယ်ကိုပြန်လည်ပို့ဆောင်မဲ့ရိုဟင်ဂျာ၈000ခန့်စရင်ကိုစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။မကြာသေးမီကမှရခိုင်တပ်တော်ကိုစစ်ရေးနဲ့သဘောတရားရေးအရဆန့်ကျင်ခဲ့တဲ့ရခိုင်ရိုဟင်ဂျာကေတင်ရေးတပ်မတော် ARSC ကိုလည်းဘင်္ဂလားဒေ့ရှ်တပ်မတော်ကနှိမ်နင်းရန်ကြိုးကြိုးစားစားလှုပ်ဆောင်နေပါတယ်။ သို့သောဒါကာအနီနာရာယန်ကန်မှာ ARS အကြီးအကဲအထူလာရဲ့လွန်ခဲ့တဲ့လကဖမ်းဆီးခံရမှုမှာဘင်္ဂလားဒေ့ရှ်တပ်မတော်ဟာမြန်မာစစ်အစိုးရကိုစန့်ကျင်တဲ့ကျေပြန့်တဲ့မဟာမိတ်အဖွဲ့မှာပါဝင်ရန် ARS ကိုစီးယုံရန်ကြိုးပမ်းနေကြောင်းဖော်ပြနေပါတယ်မြန်မာစစ်အစိုးရကိုစန့်ကျင်ဖို့ကျေပြန့်တဲ့မဟာမိတ်တပ်ဖွဲ့များစူးစီးရန်ညှိနှိုင်းမှုဟာအချိန်အတော်ကြာကြာမြင့်နေပြီဖြစ်ပြီးအဆိုပါကြိုးပမ်းမှုမှာအထူးကကြတဲ့ဘင်္ဂလားဒေ့ရှ်တပ်မတော်မှအကြီးတန်းအရာရှိများပါဝင်ပါတယ် ECN မှာ US Army Specifics USARPC မှဒုတိယကုကေရီမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီး Joel JB Vowell ကပြီးခဲ့တဲ့လကဒါကာမှာဂျန်ဆမန်နဲ့တွေ့ဆုံမှုကအရေးပါတယ်လို့ယူဆရပါတယ်။အဲဒီနောက် American ပါလာတဲ့အတန်လဲကြာရောအာဆန်ဟာ NUG ကိုပြေးလာတွေ့ရကြောင်းတော်လန်ရေးဆရာမအခုလိုရေးသားထားပါတယ်။ American ပါလာတဲ့အတန်လဲကြာရောအာဆန်ဟာ NUG ကိုမတွေ့လို့ကိုမရတော့ဘူးပြေးလာတွေ့ရတယ်။အခုလိုပြောရခြင်းက American ကိုအားကိုးလို့မဟုတ်ဘူး။ မြန်မာတဲ့တရုတ်ရောအမေရိကန်ရောပါလာပြီးဆိုတော့အာဆန်မှာဒုက္ခရောက်မှာဒါကိုကြောက်လို့အာဆန်က NUG နဲ့စက္ကစအမြဲငင်းငင်းရေးဆွေးနွေးကြပါဆိုပြီးလှုပ်လာတာဖြစ်တယ်။ဘိုင်ဒန်လက်ထက်မှာဂရက်ကဒီလိုဖြစ်စေချင်တာပါ။ဘာမာအက်ကိုခူတုံးလုပ်ပြီးဘိုင်ဒန်တို့ရှီကျင့်ဖြင့်တဲ့အပေးယူလုပ်ပြီးမြန်မာကိုအဖက်မလုပ်ခဲ့ဘူးအခုတော့ငကိုရှိပြီးသားဘာမာအက်နဲ့အာဆန်မစွမ်းဆောင်နိုင်ရင် US ကတူပါဝင်ပါရမယ်ဆိုတဲ့ပြောစကားကိုလက်တွေ့အကောင့်ထဲပေါ်လာနေတယ်လို့ပဲ တရုတ်ကိုနှိတ်ကွတုံ့ပြန်ဖို့လဲဝင်ပါလာပြီဆိုတော့တရုတ်ဘာလုပ်မလဲစောင့်ကြည့်ရမှာဖြစ်တယ်လို့ရုရှားနဲ့ထရမ့်နဲ့ပူတင်ရဲ့ဆက်ဆံရေးကြောင့်ဆက်ကဆစီကနေစုတ်ခွာမလားဆက်ပြီးတုံ့ပြန်မလားဆိုတာဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်တေကြတာကအမေရိကန်ကမြန်မာကိုကူညီမယ်ဆိုရင်တော့တရုတ်ကိုနှိတ်ကွဖို့နဲ့နိုင်ငံရေးနဲ့စစ်ရေးအရပထဝီနယ်မြေအတွက်ဝင်ရောက်လာခြင်းနဲ့တောင်ပင်လေကြားဖြန့်အရေးတွေမှာပါလာမှာတေကြပါတယ် မဟုတ်ရင်ရခိုင်ပင်လယ်မြေမှာရုရှားတရုတ်ကနိုင်ငံရေးစည်ရေးအရာခြေလှယ်နေတော့မှာဖြစ်တယ်လို့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်လဲကုံသွယ်ရေးနဲ့လုံခြုံရေးအရာမသက်သာအာဆန်လဲတရုတ်အောက်ရောက်သွားတော့မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကိုရီတော်လန်ရေးကိုကျွဲကူရေးပါနဲ့အခွင့်ရေးကိုအတုံးချပြီးမအားလာတက်ကိုပွဲဖြတ်နိုင်အောင်လှုပ်ကြရတော့မယ့်အချိန်ရောက်နေပါပြီ။မင်းအွန်လိုင်းကသူမရှုံးစေဖို့တရုတ်ရောရုရှားရောလိုချင်တာပေးတဲ့အပြင်ရခိုင်မျိုးကိုနေရာချထားပေးလိုက်ပါတယ်။ တဘောကသူ့ကိုပို့ပြီးကူညီနိုင်တဲ့ကောင်လောက်ကပို့ရမယ်ဆိုတဲ့သဘောဒီသဘောတရားကိုရှီကျင့်ဖင်ကမကြိုက်ဘူး။ဘာကြောင့်ဆိုတော့ရေရှည်မှာရခိုင်ပင်လယ်ပြင်မှာတရုတ်ရုရှားခြေကုပ်ပြီးခြေလဲလာကြတော့မယ်။ဒီအချက်ကိုနိုင်ငံရေးလုံခြုံရေးအရာစိုးရိမ်တာဘာကုန်းနဲ့အိန္ဒိယပဲ။သူတို့ကနှစ်ဖက်နေမြေကနေရေလန်းကုန်းလန်းနဲ့မြန်မာတဲ့ချင်းပလက်ဝရခိုင်မှနေကုံသွေးရေးလုံနေရလို့ဖြစ်ပါတယ်။ထိုင်းနဲ့အာဆန်ကတရုတ်အောက်ရောက်နေတော့မျောလိုက်နေမှာဖြစ်တယ်။ဘာကုန်းကအရင်ဟာစီနာလက်ထက်မှာတရုတ်အောက်ဆိုတော့ပြဿနာမရှိပေမဲ့ အခု American ဘက်ချိန်ပြီးခွာထိုင်နေတယ်လို့ American အထောက်ပံ့ကိုယူထားသူလည်းဖြစ်တယ်။နောက်သူတို့ဖြည့်ရှင်းနေရတဲ့ရိုးအရေးကလည်းအနောက်ကူမှရတော့မှဆိုတော့အနောက်ရိမ့်တာမဆန်းဘူးလေ။အဲ့တော့နိုင်ငံရေးအရရုရှားတရုတ်သူ့အနားမှာခြေလေခြေခုပ်ပြိုင်ဆိုင်နေမှာဘယ်သဘောကြပါမလဲ။ American ကလည်းတရုတ်ကိုထိမ့်ဖို့ဗာကုန်းလိုနေရာကနေခြေခုပ်ယူပြီးစောင့်ကြည့်မှဆိုတော့အခုအခြေအနေတွေကကန်ကြီးဘက်ကဖန်တီးနေတာဗာကုန်းနဲ့အိန္ဒိယစနက်တွေလည်းပါနိုင်ပါတယ်။ မိုဒီကခွာထိုင်နေတာဆိုတော့မြန်မာတဲ့ရုရှားတရုတ်ချေလဲပြီးသူ့အကျိုးစီးပွားထိလာတဲ့အပြင်လုံခြုံရေးအရာလဲစိုးရိမ်တော့ကန်ကြီးနဲ့ခွာထိုင်တရုတ်နဲ့ရုရှားကိုဒဏ်ပြန်နေပုံများပါတယ်။ဘာကြောင့်လဲဆိုတော့တော်လန်ရေးဘသူနိုင်ရှုံးမလဲဆိုတာကလူလဲမိုဒီပို့ပြီးသိပါတယ်။ဒါကြောင့်စောစောစီစီကန်နဲ့ပေါင်းအကွက်တွေခင်းနေပုံရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီအခွင့်အရေးကကိုရီအတွက်ရွှေမှုအမိအယဖမ်းယူပြီးတော်လန်ရေးအောင်ဖို့အတုံးချနိုင်လေပွဲအမြန်ပြတ်ဖို့ဖြစ်လေပါပဲဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအစောထိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာဒီကောင်လေးဒီကောင်လေး